အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမဒီနေ့ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိုင်းဖုံးဆရာတော်ကြီးထေရုပရိအကြောင်းလေးကိုဘူးတုဒ္ဒရပွဲတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်မယုံမှုဆိုတာမကြုံမှုသေးလို့ပါတဲ့ကျေးဇူးတော်ရှင်အရညာဝတိဗဒ္ဒနာညာနာတမရအက္ကမဟာကထာနာစရိယမိုင်းဖုံးဆရာတော်ဟာထူးခြားတဲ့ပါရမီရှင်တစ်ပါးဖြစ်ပါတယ်မွေးဖွားခြင်းကမိုးရီအဆက်မပြတ်ရွာသွန်းပြိုးခဲ့တာကြောင့်အဖွားဖြစ်သူကဖုံးကံ န်ထူးတဲ့ကလေးကိုရှမ်းမာတာအားဖြင့်ပူခေးဝွန်အဆက်မပြတ်တော်မိုးဆက်ခဲ့သူပုံညကောင်းမှုရှိတဲ့သူဟုအမိပေးခဲ့ပါတယ်အတန်ဖလဲစနစ်ဖြစ်ပကိုမာတို့ပြောင်းမမဝါတို့ပြောင်းငါရှမ်းလိုကြောက်ဝုံဆုံးဟုခေါ်တွင်ပါတယ်နေထိုင်တဲ့ရင်သုံးတဲ့ဒေတာကိုအစွဲပြူပြီးတော့မိုင်းမုတ်စရာတော့ဟုလည်းခေါ်ကြပါတယ်ဒီနေရာမှာညမတ်အတန်ထွက်လေးများမှားခဲ့သည်ရှိတော့နားလဲပေးကြဖို့မြစ်တာရက်ခံရပါတယ်ရှင် ပါရမီရှင်ရဲ့ဘဝနေတန်းကတော့ညှိုးနှံတာနဲ့စခဲ့ရပါတယ်။တဝန်းတစ်ခါအတွက်ရိုးသားစွာတောင်းစားခဲ့ရရှာတယ်။မုတ်ဆိုးမှမိခင်ကြီးကိုရောအရွယ်မရောက်သေးတဲ့ညီမလေးကိုရောအရွယ်နဲ့မမြအောင်ပြုစုဆောင်ရှောက်လာခဲ့ရပါတယ်။ကိုရင်ဘဝကထူးခြားလာပါတယ်တဲ့။နောက်ပိုင်းပါရမီရဲ့အချိန်ကြောင့်တာမဏိဘောင်ကိုရောက်လာပါတယ်။၁၇နှစ်သားတာမဏိလေးဘဝကပင်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းမှာပါရမီရှင်ကိုရင်လေးဆိုပြီးတော့လူသိများလာခဲ့တယ်။လူသိများတဲ့အကြောင်းရင်းကကိုရင်လေးဘဝနဲ့အကြောင်းတော်ကြီးကိုဥဆောင်ဆောင် ်လုံးလှူဒန်းနိုင်ခြင်းရလာသမျှအလုပ်ပစ္စည်းများကို တွေ့တာမှုအလေးမရှိဘဲပြန်လည်ဆွလွတ်လှူဒန်းခြင်း ကိုရင်လေးဘဝကပင်ဝါရင်းသုံးလပတ်လုံးဘူအောင်တရားကျင့်ခြင်းယခုလိုလူသိမများသေးတဲ့အချိန်မိမိရဲ့အမွေးနေ့မှာတက်ကြီးရွယ်အိုများကိုဝိဖြူစင်များဖြင့်လှူဒန်းခြင်းတီလာပေးခြင်းတရားဟောခြင်းများပြုလုပ်ခဲ့ပါတယ်အထူးသဖြင့်ဆရာတော်လောင်းလျာကိုရင်လေးညာနာတန်ဝါရရဲ့တီလာဂုံရဲရင်ရရောတဲ့ဂုံအပြင်ဖြူစင်တဲ့မြစ်တာဆင်းရင်ကြောင့်လူချစ်လူခင်ရှင်ချစ်ယဟန်ချစ်ယဟန်ဆရာတော်ကြီးပြပါမချမ်းကိုရင်လေးကိုမြစ်တာရောင်ပြန်တက်ထင်ရှားခဲ့ကြပါတယ် ကိုရင်လေးတာချီလေးမျိုးမဟာမြမှုနီဖះကိုရောက်လာရင်လာရောက်ဖူးမျောတဲ့ပြိတက်များလွန်လာကြောင့်ကိုရင်လင်းကိုအများမြင်အောင်ဆိုပြီးတော့မဟာမြမှုနီဆရာတော်ဖះကြီးကဗဒနာပညာတာမိကမိမိရဲ့ရင်ဝဲသားကဲ့သို့ပွေ့ချီပြီးပြိတက်ဖူးမြင်နိုင်အောင်လုပ်ခဲ့တယ်လို့တာချီလေးနဂါးနှကောင်ဆရာတော်ကြီးကလည်းတားတပိတ်လိုအမြဲတမ်းတွင်တင်ဆုံးမခဲ့ပါတယ်ဆရာတော်လောင်းလာဟာကိုရင်ဘွားကပင်တိရိလင်ကအိန္ဒိယသို့ဖះဖူးကြွခဲ့ပါတယ်အိန္ဒိယနီပေါ်ဟိမဝင်နာတော်မှာလည်းတဘာတဲ့တရားသွားကျင်ခဲ့သေးတယ်အဲ့ဒီအချိန်က တက်တော်18လောက်ရှိနေပါပြီတဲ့တရားသွားခြင်းတဲ့အချိန်အခက်အခဲအနှောက်အယှက်တွေကိုကျော်ဖြတ်နိုင်ခဲ့တယ်ရေခဲတောင်ကြအစရှိတဲ့တိုင်းရိတ်ဆန်တွေနဲ့လည်းကြုံခဲ့ပါတယ် လူဆိုးတွေဖမ်းဆီးရိုက်နှက်ပြီးနှက်ဖူဆောင်ရန်အကျဉ်းချထားခြင်းလည်းခံရပါသေးတယ်။ခေါင်းကွဲတဲ့အထိရိုက်ခံရလို့အခုတည်းဒီဆီယာတော်ရဲ့ဥကောက်မှာဒဏ်ရာတွေကြံနေခဲ့ပါသေးတယ်။ဖမ်းဖမ်းထားချိန်မှာလက်ပြန်တိုးချုပ်ပြီးကြွက်ချီအပြည့်ရှိတဲ့ကြွက်ခြံထဲမှာတညာလုံးပြစ်ထားခဲ့ပါတယ်။မနှက်မိုးလေးမှလူသက်ပြီးရိပ်ပူစေမယ်လို့ဆိုတဲ့ဆီယာတော်လောင်းလာလေတညာလုံးဖျားကုံတော်တရားကုံတော်တန်ခါကုံတော်တွေနမောတေကာတော်တွေရစ်ဖတ်တော်တွေအပြင် လူသေးတွေကိုလည်းမြေတာပူပါတယ်နနက်အာယုံလင်းငယ်ဒီမှာခြိထားတဲ့ကြိုးတွေအကုန်လုံးပြတ်တောက်ကုန်ပါတယ်ပိတ်ထားတဲ့တကားတွေလည်းဝန်းငနဲ့ပွင့်ထွက်ကုန်တယ်တာဝင်ညအဆောင်ကဆာလန့်ပြီးသူတို့ခေါင်းဆောင်ကိုသွားခေါ်လာတယ်ခြိထားတဲ့ကြိုးတွေပြတ်သွားတာခိုင်ငက်တဲ့တကားတွေပွင့်ထွက်သွားတာကိုမြင်ရတော့သူတို့တွေအနားမှာမကယ်ရဲကြပါဆရာတော်လောင်းညာကညီပေါ်စကားနဲ့ဘာဆောင်သူ့ကိုဒီလိုဖမ်းရတာလဲငါမှညီပေါ်တန်ကအုပ်ဆောင်ပေးလာတဲ့စာတစ်စောင်ရှိရဲ့ရော့ဖက်ကြီးဆိုပြီးတော့သူတို့ကအဲ့ဒီစာကိုယူဖက်ကြီးပါတယ်ဆရာတော်ဒီရှန်ထိုင်းလော်ညီပေါ် တိဘက်စကားတွေကိုပြောတတ်ပါတယ်။စာဖတ်ပြီးရတယ်သူတို့မှားတဲ့အကြောင်းသူတို့ကိုအပြစ်မျိုးဖို့တောင်းပန်ကြပါတယ်။အဲ့ဒီစာကကိုရင်လေးရောက်တဲ့နေရာမှာကုညီကြဖို့ညီပေါ်တန်ကဦးဆောင်ကြီးရဲ့မြေတားရဲခန်းစာပဲဖြစ်ပါတယ်တဲ့။နောက်ပိုင်းသူတို့လည်းလိုအပ်တာပြည့်လဲကုညီခဲ့ကြပါတယ်။သူတို့သားလောက်ဘဝမှာတော့ဟိမဝင်နာမှာတရားသွားခြင်းစဉ်တစ်ခါတလေရွာထဲသွားပြီးတော့ဆုံးခံကြွရပါတယ်။တရားဝင်တရားထွက်ပါတနေ့တော့ရွာတရားဆုံးခံကြွသွားခြင်းရင်အမျိုးသမီးကြီးတယောက်ကကိုရင်ညာနာတံရာကိုမြင်နာနဲ့တားရင်လိုတန်ရုံးစဉ်ဖြစ်မိတယ်တဲ့ ်။နောက်တစ်နေ့သူမသဘောနဲ့သူကြံစီပြီးကိုရင်ကိုအိမ်သွပ်ပြင်ပါတယ်။ရွာထဲကလူတွေကိုလည်းအားလုံးဖိတ်လိုက်ပါသေးတယ်။ကိုရင်အထင်ကတော့တွေ့ရလုံးကျွေးမှုတဲ့အလူလိုထင်သားမိတယ်အချိန်တန်လာတော့သူမရဲ့သမီးလေးကိုဒရုံသမီးဝတ်စုံနဲ့မင်္ဂလာဆောင်ပေးပါတော့တယ်ကိုရင်လည်းအတန်တန်ညှင်းဆိုခဲ့တယ်အများနဲ့တယောက်ဆိုတော့ထလို့လည်းမနိုင်ထိုင်လို့လည်းမဖြစ်ကလားကလားမင်္ဂလာဆောင်ပွဲကိုမနှွမ်းချင်မိမဲ့ နှွဲခွဲရပါတယ်။သူတို့သမီးနဲ့အတူထမင်းစားခိုင်းတော့လေကိုရင်မစားခဲ့ပါဘူး။မိမိသမိထဲမှာဒါဆွဲမုံပေးခဲ့ပါတယ်တဲ့။လိလစာချွေးပြီးပရိသတ်တွေလည်းပြန်သွားကြပြီးကိုရင်လည်းတပိတ်စည်းဖို့ထွက်လာရင်နမောတေကတော့ကိုရွတ်ဖက်ပြီးရွာကနေထွက်လာခဲ့တယ်။တယောက်ကလေးမှသူ့ကိုမြင်ခဲ့မှမတူသူတို့သားဘွားကနေကိုရင်လွတ်မြောက်လာခဲ့ပါတယ်တဲ့။နောက်ပိုင်းကျမရေးချိုးတဲ့ခဲ့တာကြောင့်ဟိမဝင်နာကနေထွက်ခွာပြီးထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာပါတော့တယ်။တတ်တော်20မှာယဟန်ဘွားသူရောက်ရှိခဲ့ပါတယ်တဲ့။ယဟန်ဘွားမှာတော့စာရေးသူကမိုင်းမ ုတ်ဆရာတို့ကို1993ခုနှစ်ကရန်ကုန်ခေမာထာကျောင်းမှာစတင်တွေ့ပူးခဲ့ပါတယ်။နဂါးနကောင်ဆရာတော်ဖရာကြီးရဲ့ခြေစူးကြောင့်တွေ့ခွင့်ရတာပါတဲ့။မိုင်းမုံဆရာတော်ကိုစတွေ့တော့ဆရာတော်ကနူးညံ့တိမ်မွေးတယ်၊ဂါရဝတရားလွန်စွာအလေးထားတာတွေ့ရတယ်။ စာရေးသူတို့အဖွဲ့မိုင်းမိုးဆရာတော်နဲ့အတူဓာတ်ပုံရိုက်ခွင့်လည်းရခဲ့တယ်။အဲ့ဒီခေတ်တုန်းကဖလင်ခေတ်ပါတဲ့တချို့ဓာတ်ပုံဆရာတွေခွင့်မရဘဲမိုင်းမိုးဆရာတွေပုံကိုရယူဝင်မဲ့ပုံမထွက်ဘူးလို့ဆိုကြပါတယ်။1996ခုမိုင်းမိုးဆရာတော်ရဲ့မွေးနေ့ကိုကြွခဲ့တယ်။တိုက်စားမှုတစ်ခုပြောပြစီတဲ့စာရေးသူမိုင်းမိုးဆရာတော် စီကိုမသွားခင်တာချီလိတ်ကနေမန်တုံဖက်ဤရွာအကြောင်းမှာသွားတဲခဲ့တယ်။မန်တုံဖက်ဤဆရာတော်ကမိုင်းဘုံဆရာတော်ရဲ့ငယ်တငယ်ချင်းမှာဖက်ဤဆရာတော်ကလည်းထိုင်းနိုင်ငံကနေအလဲပြောင်းလာတဲ့အချိန်ဖြစ်ပါတယ်တဲ့။ ညာစာရေးသူနဲ့စကားပြောရင် မိုင်းမုံစီရတော့အကြောင်းပါလာတယ်။မန်တုံဖက်ဤစီရတော့ကထိုင်းကိုရောတပားနဲ့တွေ့ပြီးအဲ့ဒီထိုင်းကိုရောကလည်းဟိမူနာတောင်ကနေပြန်လာတာတိတ်မကြသေးဘူးလို့ဆိုရဲ။သူကမိုင်းမုံစီရတော့တရားသွားခြင်းတဲ့နေရာတွေကိုလိုက်ပြီးတော့တရားသွားခြင်းခဲ့တာလို့ဆိုပါတယ်။ဘာဒီယာရောက်တော့ကြောင်းဟောင်းတကြောင်းထဲမှာသူသွားတရားသွားထိုင်နေချိန်ဘာသားတယောက်ကလာဖူးပါတယ်။နောက်ပြီးတော့ပစ္စည်းတစ်ခုတူယူတရားလာပေးပါတယ်။အဲ့ဒီပစ္စည်းကမိုင်းမုံစီရတော့ရေးပစ္စည်းမိချန်ခဲ့တာလို့ပြောပြီးပန်းရှင်းတန်းကြုံရင်ပြန်အပ်ပေး ်ဖို့လည်းပြောပါတယ်။ထိုင်းကိုတော့လည်းအဲ့ဒီပစ္စည်းကိုလက်ခံပြီးတော့ထိုင်းကိုပြန်လာခဲ့တယ်။ ဘန်ကောက်မှာဝမ်တုံဖက်ကြီးစီရတော့ခူဝါခန့်လိုက်နဲ့တွေ့တော့အဲ့ဒီပစ္စည်းလေးပေးလာကြောင်းသိရပါတယ်။စာရေးသူကအဲ့ဒီပစ္စည်းလေးကြည့်ပြရစီဆိုပြီးတော့တောင်းဆိုတော့ခူဝါခန့်လိုက်ကအဖုံးပါတဲ့ဝက်စစ်ပူလေးတစ်ခုကိုယူလာပြတယ်။ဖွင့်ကြည့်တော့တောကျုပ်ဥရဲ့ကြည်လင်တဲ့ပင်းင်းကြောက်တလုံးဖြစ်နေပါတယ်တဲ့။ဝမ်တုံဖက်ကြီးစီရတော့ကမွေးနေ့ရောက်ရင်မိုင်းမုံစီရတော့ကိုတွားကပ်ပေးမယ်လို့ပြောပါတယ်။နောက်တနေ့စာရေးသူတပါးတဲ့မိုင်းမုံတန်ရောက်သွားတယ်။ရောက်ရောက်ချင်းပဲမိုင်းမုံစီရတော့ကမေးတယ် နောင်တော်ဆက်ဝူစကန်ရဲ့တပည့်လွန်ခဲ့တဲ့14နှစ်ကပျောက်သွားတဲ့ကြောင့်မယူခဲ့ဘူးလားဖရားတဲ့ စာရေးသူဟာမိုင်းမုံဆရာတော်ထက်ဝါယာတက်တော်ရောနှစ်နှစ်ကြီးပါတယ်ဒါကြောင့်စာရေးသူကိုနောင်တော်လို့ပဲအမည်ခေါ်တယ်စာရေးသူစဉ်းစားတယ်မင်းညကဖိတ်ဆရာတော်ရဲ့နှစ်ဦးသားပြောခဲ့တဲ့စကားမိုင်းမုံဆရာတော်ကဘလို့သိနေတယ်လဲပေါ့အရှင်ဘုရားဘလို့သိတယ်လဲဖေဟာတပည့်တော်မြူခဲ့ပါဘူးခူဝါခန့်လိုက်လာမှပဲယူလာမှာပါတယ်ဖေဟာတိတာပေါ့ဖေဟာကိုပြည့်စည်မှန်တယ်ဆိုတာကိုထံပြေအောင်စမြေပါဖေဟာနောက်ပိုင်းမိုင်းမုံဆရာတော်မွေးလေးကိုမကြာမချာရောက်ဖြစ်ပါတယ်တဲ့2002ခုနှစ်တုန်းကဆရာတော်နဲ့အတူတရုတ်ပြည် စစ်ဆောင်ပန်းနာဒေတာနဲ့လုံးနိုင်ငံကိုရောက်သွားသေးတယ်။သာသနာပြုခီးတစ်လျှောက်လုံးဆရာတော်ကိုလာရောက်ဖူးမြော်ကြတဲ့သူတွေတော်ရုံမျိုးပါမကြမ်းနေရာတိုင်းမှာလူတွေပြည့်ရှန်နေတာတွေ့ရတော့ဆရာတော်ရဲ့မြေတားတက်ကိုပို့ပြီးတော့ချီးညူလေးစားမိတယ်။ဆရာတော်နဲ့အတူလိုက်လေရှိတဲ့ဆရာတော်ဘာကြောင့်ဖုန်းကြည့်တယ်လဲဆိုတာသိတာပါပဲ။ ဗုဒ္ဓတပူဇံမဟာတီစဝနောဖရာပူဇော်တကိုးကျော်ဆိုတဲ့အတိုင်းမိုင်းမုံဆရာတော်ဖရာရှိခိုးတာမနဲ့ရောနေခင်ရောညနေရောညပိုင်းရောဆိုရင်တနေ့ကိုအနည်းဆုံး6နာရီရှိပါတယ်။ကာစီခီးထွက်နေတာတောင်မှစီလူတော်ထုတ်ပြီးပွေထားကဖရာဝတ်တက်မပြတ်ခဲ့ပါဘူးတဲ့။ရောက်တဲ့နေရာသွားတဲ့ခီးလမ်းတစ်ချောင်းမှာမြစ်တာပူတွေအမျှဝေးပါတယ်။အလူဒါနအမြဲလုပ်ပါတယ်တဲ့။စွမ်းစားတာတောင်မှနီးစက်တဲ့တန်ကတော့ဆရာတော်များစွမ်းတွေစွမ်းဟင်းတွေစေတနာပါပါနဲ့အမြဲတမ်းခုခတ်ထဲပေးပါတယ်။ဆရာတော်က တော့ဧကတနိတနိကိုစွန်းတထက်ပဲဖုံးပေးပါတယ်ဇန်နဝါရီလ9ရက်မွေးနေ့မှာအစာရေစာမတုံးဆောင်ပဲစကားမပြောပဲနေသွားပါတယ်ငယ်စဉ်ကလေးကအသားငါစားခြင်းနဲ့မရှိခဲ့လို့တက်တက်လုပ်ပဲဖုံးပေးပါတယ်တဲ့။ဝါရင်း၃လပတ်လုံးတပါတယ်။ခုထဲမှာတရင်သုံးပြီးတော့ကိုယ်ပိုင်လုပ်ငန်းအတွက်တရားကျင်ပါတယ်။ ဝါပကိုလာတော့အများကျိုးသာသနာအတွက်သာသနာပြုခီးထွက်ပါတယ်။ဆာရေးသူကိုဆရာတော်ကပြောဘူးတယ်။တချို့လူတွေကမိုင်းမုတ်ဆရာတော်ဟာငွေတွေအများကြီးရှိပြီးဘာမှအများကြီးစုထားမယ်လို့ထင်ကြတယ်။တပည့်တော်ကဘာမှဘာမှငွေမစုပါဘူးဖျား။ဒါပေမဲ့ဘန်တစ်ခုတော့ရှိထားတယ်အများတန်းစုထားတယ်။နေရာတိုင်းနဲ့အချိန်မီစုပါတယ်။အဲ့ဒီဘန်ကနောင်မွားဒီအာမခံချက်ရှိတဲ့ကုသိုလ်ဘန်မှာဖျားတဲ့မိုင်းမုတ်ဆရာတော် တတ်တော်ရာကျော်ရှိပါစေလို့ရည်သားထားပါတယ်ရှင်။ငွေရေးရတဲ့သူကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားစင်ပေးကြတဲ့ တဲ့ပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှာတော့ ပရိသတ်များနားဆင်ကြရတဲ့အကြောင်းကတော့မိုင်းမုံဆရာတော်နဲ့ပတ်သက်ပြီးတော့တိမတ်ဆရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။အခုတို့မျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့ဆဲဝင်စားဝဲအားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဖူးသုတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါရဲ့ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။အကြောင်းအရာသစ်တွေတင်လိုက်မှာသိနိုင်အောင်လို့လည်း notify bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။နားဆင်မိခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဖူးသုတများတိုးပွားကြပြီးတော့နေပြည်တော်ကိုမြေမောက်ပြုနိုင်ကြပါစေရှင်။ teaching mm -hmm.